ဝိုင်းရီတယောက်ဆောင်တက္ကသိုလ်ကွန်ပုံရဲ့ item တွေကိုပိုင်နိုင်စွာတယောက်ဆောင်နိုင်လို့လူပြောများနေတဲ့တမီလေးစုရတီဦးပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီ insider page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုတလော TikTok ပေါ်မှာရေးပန်းစားနေရကတော့ဝိုင်းရီတယောက်ဆောင်တက္ကသိုလ်ကွန်ပုံရဲ့ item တွေဇဝင်ခန်းတွေအတိုင်းကိုတထရရတဲ့တူအောင်တယောက်ဆောင်နိုင်တဲ့တမီလေးစုရတီဦးပါ မြန်မာနိုင်ငံမှာတော့ TikTok တခွင်နာမည်ကြီးဆက်လီတွေကရုပ်ရှင်တရုပ်ဆောင်မင်းသားမင်းသမီးတွေနဲ့ Morality ထက်တောင်မှပို့ပြီးတော့ပရိသတ်ကြီးတွေကြားမှာနာမည်ကြီးအောင်မြင်ကြပါတယ်။နောက်ပိုင်းလူကြီးလူငယ်တွေက Social Media တွေကနေလူကြီးများတာနဲ့တင်ကိုယ့်ရဲ့ပတ်စံဝင်ငွေတွေရနိုင်တယ်ဆိုတာကိုတဖြည်းဖြည်းနဲ့နားလည်သဘောပေါက်လာကြတာပါ။ဒါကြောင့်မလို့လူတွေက TikTok တွေနဲ့တခြား social media တွေမှာလူကြီးများစိတ်ဝင်စားအောင် ပြုလုပ်လာကြတာပါ နောက်ပြီးတော့မြန်မာနိုင်ငံကလူတွေကြားမှာနာမည်ကြီးတာကတော့ရုပ်ရှင်မင်းသားမင်းသမီးတွေကအစတခြားသောနာမည်ကြီးဆယ်လီတွေကြားကလူတီများကြော်ကြပြောဘလို့မှဖြည့်ရှင်လို့မရနိုင်တဲ့ပွဲပေါင်းချုပ်တွေကနေစတင်လာပါပဲ။ဒါကလည်းလူသည်များရင်များသလောက်ကိုကြည်ကြတဲ့အတွက်တင်လိုက်တဲ့အကောင့်တိုင်းကိုတော့ပတ်စံလေးဝင်နေမှာပါ။တချို့တွေကလည်းလူတွေအတွက်ဘုသူသားရစရာတွေကိုတက်ကျွမ်းတဲ့အနေပဲတွေကနေအသိပညာတွေဝင်မျှတာမျိုးရှိသလို ပြည်သူလူထုကြီးအမောပြေစီဖို့အတွက်ပေါက်တက်ကြရလောက်ကဟာသားဗီဒီယိုတွေကိုဖန်တီးကြတာမျိုးတွေလည်းရှိကြပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ channel တွေကိုလည်း social media ပေါ်မှာပြသနိုင်တာဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားမင်းသမီးတွေရဲ့ item တွေအတိုင်းပြပြအောင်တရုတ်ဆောင်နိုင်တဲ့သူတွေအပြင်မင်းသားမင်းသမီးတွေကလုံးတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။ ။တရုတ်ဆောင်တွေအတိုင်းပြည်ပြောင်းလုံးတဲ့သူတွေထဲမှာတမီးလေးစုရည်ဒီဦးကလည်းအပါအဝင်မှာတမီးလေးစုရည်ဒီဦးကတော့နာမည်ကြီးအောင်မြင်တဲ့ဝါရင်ဇပိုတရုတ်ဆောင်တက္ကသိုလ်ဂွန်းပုံရဲ့မရက်ကျောက်ရွာရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်နေဇဝင်ကန်းတစ်ခုကိုပိုင်နေစွာနဲ့တရုတ်ဆောင်ခဲ့တာတွေ့ရပါတယ်။ အတကားတာငယ်ပေမဲ့တမီလေးစုရဲ့ဒီဦးရဲ့ item တွေကတော့တကယ်ကိုဝိုင်းရင်ကြီးတယောက်လိုဖြစ်နေပြီးတော့ကျွမ်းကျင်တဲ့အဆင့်ကိုရှိတယ်လို့တောင် ပြောလို့ရပါတယ်။တက္ကသိုလ်ကွန်ပေါင်းတောင်မှတမီလေးစုရဲ့ဒီဦးရဲ့ item တွေကိုသဘောကျလို့ချစ်တမီလေးအရန်တော်တွေလို့တောင်တကူတကချီးမွမ်းကန်းဖွင့်သွားခဲ့တရားပါ။ပရိသတ်တွေကလည်းတမီလေးရဲ့ item တွေကိုသဘောကျနေတတ်တာကြောင့်အနာဂတ်မှာမင်းသမီးလို့ရင်တော်တော်လေးအောင်မြင်လောက်တယ်လို့ထင်ကြီးပေးကြတဲ့သူတွေရှိပါတယ်။နောက်ပိုင်းမှာတော့ပရိသတ်တွေသဘောကျတဲ့အချက်ကအမြဲတမ်းလို့လို့မြန်မာဆန်ဆန်ဝေစားစင်ရတတ်တာကြောင့်ပါ။ ဟိုဘော်ဒီဘော်ရာမျိုးမဝေးဖယ်နဲ့ရိုးရိုးရင်ရင်လေးတွေကြောင့်ကြည်ရတဲ့သူတွေအတွက်တော့မျက်စိအေးတယ်လို့ပြောလို့ရပါတယ်။ သမီးလေးစုရည်ဒီဦးကတော့အောင်မြင်ရင်အောင်မြင်သလောက်ဆိုသလိုဆိုရှယ်မီဒီယာကနေဝင်ငွေတွေအများကြီးရအောင်ရှာလို့ရနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့တချို့ပရိသတ်တွေကတော့သမီးလေးစုရည်ဒီဦးတယောက်ငယ်သေးပေမဲ့အောင်မြင်တာကြောင့်နောက်ပိုင်းဆိုင်တွေကသူတို့ရဲ့ရောင်းအားတက်ဖို့အတွက်ကိုဆယ်လီတယောက်နေနဲ့ခေါ်ခိုင်းပြီးတော့မထော်မနှမ်းတွေဝေခိုင်းတာမျိုးတွေနဲ့ကြုံရမှာကိုစိုးရိမ်ပေးနေကြတာပါ။ဘာကြောင့်လဲဆိုတော့အခုခေတ်မြန်မာလူငယ်အမျိုးသမီးတွေကလေးတွေကအစဖြူဖြူစင်စင်ရှိရမယ့်ရွယ်မှာအမြင်မတော်တာတွေကိုဝေ့ပြီးအောင်ဆိုရှယ်မီဒီယာပေါ်ကလူတွေစိတ်ဝင်စား ားတာကိုလိုချင်နေကြတာဖြစ်ပါတယ်။နောက်ပြီးတော့သမီးလေးစုရဲ့ဒီဦးရမီးပါနှစ်ပါလုံးကဒီလိုမျိုး TikTok ဆော့ပြီးတော့တရုံဆောင်တာကိုကန့်ကွက်ပုံမရပါဘူး။သူမကို TikTok ရိုက်ပေးရကလည်းအမေဖြစ်သူကိုရိုင်းကရိုက်ကူးပေးရလို့သိရပါတယ်။ပရိသတ်တွေကလည်းသမီးလေးစုရဲ့ဒီဦးကိုအနုပညာလောကထဲဝင်ပြီးတော့မင်းသမီးလို့ဖို့အတွက်အားပေးနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တို့အနေနဲ့သမီးလေးစုရဲ့ဒီဦးရဲ့တရုံဆောင် ID တွေကိုအားပေးနေကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။